အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CVM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်နိုဝင်ဘာလ3ရက်အစည်းအဝေးတင်ကောင်းတော့သုံးသချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ YouTube Channel ပရိသတ်တွေထဲမှာကြည်ပလူတွေပါတယ်လို့အများစုကတော့ကြည်တွင်းရလူတွေဖြစ်ပါတယ်ဒါကြောင့်ကြည်တွင်းမှာ internet line အခက်အခဲတွေရှိနေကြတာသိရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အရင်ဦးဆုံးနားထောင်ရတဲ့အဖွဲ့တွေကတော့ ကျွန်တော်ရဲ့ content လေးတွေကိုလက်မလေးတွေထောင်းပြီး comment လေးတွေရေးပေးကြပါလို့ထပ်မံတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာဘဟုတိုင်းအောင်ချမ်းဘရောင်းတန်ရဲ့ညောင်ကျိုးစစ်မျက်နှာမှာတော့ထိတွေ့တိုက်ပွဲတွေရှိနေခဲ့ပါသေးတယ်ကာဝေးပြည်စည်းဆက်ရုံရဲ့သဘောတဘာဝဟာရေနယ်မီအထိကကြပါဒါကြောင့်ညတော့ညစေတမန်ရှိတဲ့နေရာတွေကိုနေရာယူအခြေချထားတာကိုတွေ့ရပါတယ် ဂျေအားလျက်စစ်ဆိုင်ုံတည်ရှိတဲ့နေရာတွေနဲ့အနည်းဆုံးဖြစ်ပြီးအရန်ထအားစနစ်တွေလည်းရှိပါတယ်။အမှတ်သားမိတဲ့လောက်ပြောရမယ်ဆိုရင်ညောင်ချေတော့အခြေဆိုင်အမှတ်6ကာဝေးပစ္စည်းဆိုင်ုံဟာပြောင်ရဆယ်ကနေရေလိုင်းဆက်သွယ်ထားရပါတယ်။ဂျောင်မူနီကအမှတ်ဘိုးကာဝေးပစ္စည်းဆိုင်ုံဆိုရင်လည်းစင်လူရွာနဲ့ကန့်ဟူရွာကြားကစင်ကန့်ဟူဆယ်ရီတော့ area ဖြစ်ပါတယ်။အမှတ်6ကာဝေးပစ္စည်းဆိုင်ုံဆိုရင် ပြောင်ရဆယ်ရီသာမရခဲ့ရင် ဆက်ယုံလဲဖို့မပြောနဲ့ရေ300ကိုတောင်မလွဲပါဘူးဆက်ယုံလဲဆက်တွယ်တွယ်ထားတဲ့ရေလိုင်းမီလိုင်းတွေဟာဝင်လန်းထွက်လန်းနေဖြစ်ပါတယ်အစောပိုင်းဆက်ယုံတွေက GI pipe တွေသုံးလို့ရာကောင်းရနိုင်သေးပြီမယ်နောက်ပိုင်းဆက်ယုံတွေကတော့ PVC pipe တွေများပါတယ်ဆိုလိုချင်တာကမီလိုင်းကိုဖြတ်မယ်ဆိုရင်အန္တရာယ်များတယ်ဆိုရင်တော့ရေလိုင်းကတောက်ပြားလေးပဲလိုမယ်ထင်ပါတယ် တတိတော့ချက်ပါမယ်ကာဝေးတည်စည်းစက်ယုံနေတဲ့အနီးနားရွာမှန်သမျှစက်ယုံလှုပ်သားတွေစစ်သားမျိုးဆက်တွေကြီးဖြစ်နေတာမို့အမာခံနေနေတွေဖြစ်နေပါတယ်နောက်တစ်ချက်ကမိုင်းထောင်ထားရပါတယ်ထောင်ထားရတာမဟုတ်ပါဘူးထောင်ကိုထောင်ထားပါတယ်အမတ်သဘောကာဝေးတည်စည်းစက်ယုံရဲ့ရိုးပဲအစွန်ဆုံးကာကင်းစကားဖြစ်တဲ့ point 666စက္ကန့်ကိုအချမ်းဖက်တက်ရဲ့စစ်ကြောင်းတွေကပြန်ပြီးထိန်းချုပ်နိုင်ထားပါတယ် ပြီးရတဲ့လားအော်တိုဘာလ29ရက်နေ့တုန်းကအကျန်းဖက်တက်ရဲ့ဂံမြန်တိုက်စစ်စင်မှုပြင်ဆင်နေကြအောင်ပြောပြထားခဲ့ပါတယ်။ခေါင်းစဉ်လေးတောင်းကျွန်တော်တို့တော်လန်ပြည့်တက်ဒီမှတ်မိဦးမယ်ထင်ပါတယ်။အဲ့ဒီခေါင်းစဉ်မှာတော့ကစစ်ထုတ်နေတယ်လို့သာပြောခဲ့တာပါ။တကယ်တကယ်တမ်းကတော့ကမ္ဘာ16ကမ္ဘာ16ဒီကျွန်တော်တို့ ODI မှာကကထုတ်ကိုဝင်ငွေရှာပေးနေတဲ့စက်ရုံတွေကတစ်ခုဖြစ်ပါတယ်။ဘာဝင်ငွေလဲဆိုတော့ outside ပေါ့နော်။ ကမ္ဘာစက်ချောင်းဆက်ယုံမှာ S ကျွန်တော်တို့အွန်လိုင်းအနေနဲ့တွက်ပြီးဝယ်လို့ရပါတယ်။ဒါလမ်းညွန်ပေးခြင်းဖြစ်ပါတယ်။တိုက်နှစ်ဆင်သွားတဲ့အနေအထားကိုကြည့်ရမယ်ဆိုရင်တော့တာလွန်အင်အားတုံးသွားတယ်လို့ပဲဆိုရမှာပါ။တကယ်တမ်းမြေခြေရေရဆိုရင်လည်းအဆိုပါဂျိုးအောက်ပိုင်းနေမီဟာအုပ်ချုပ်ထောက်ပံ့မှုမပြည့်စုံမဲနဲ့ခြေကုပ်ကြာမြင့်စွာယူဖို့မသင့်တဲ့မြေနေထားမျိုးစားဖြစ်ပါထပ်ပြီးတော့တခုသတိထားစောင့်ကြည့်ရပါမယ်။ အမှန်ကားကာဝေးပစ္စည်းဆိုင်ရုံကမြိုင်ဘက်မှာအခြေပြုတဲ့လောက်စုတွေပါဖြန့်ခွဲလာတာကိုတွေ့ရပါတယ်။သမယိုးကြောင့်မဆန်တဲ့တောင်ပေါ်ဒေသဆက်စည်မြေနေသားမျိုးမှာအကြမ်းဖက်တပ်ဟာလူနဲ့လားလားနဲ့လူဆက်ပြီးအုံချတဲ့နေရာမှာအတွေ့အကြုံရှိပြီးသားဖြစ်ပါတယ်။ကိုယ်ချောချောချောဒေသကိုခိုင်မာခြေကုပ်ယူပြီးပကံခွဲဘက်ကိုဆက်ပြီးလိုက်စစ်ဆင်လိုဟန်ရှိပါတယ်။ဒီလိုဆိုပါလေညောင်ရိုးခါစစ်စကန်းကြီးကိုရှောင်ကွင်းပြီးဖြစ်သလိုဆက်သွယ်ရေးလမ်းကြောင်းကိုပါဖြတ်တောက်မှုခံလိုက်ရမှာပါ ညောင်ကျွေးရဲ့နော်တောင်ကုတ်တောင်ကြားလမ်းပိုင်းတနေရာကသာအကြမ်းဖက်တပ်ဟာခြေကုပ်ယူနိုင်ခဲ့မယ်ဆိုရင်ရခိုင်တောင်ပိုင်းကိုဝင်ရောက်နိုင်မဲ့လမ်းတစ်ပေါက်ဖြစ်လာနိုင်တယ်လို့ခန့်မှန်းရပါဒါကတော့ခန့်မှန်းချက်များသာဖြစ်ပါတယ် point 666စခန်းကနေကျွန်တော်တို့ဗကန်ခွဲတောင်ကုတ်လမ်းပေါ်ကိုတက်မယ်ဆိုရင်ရှင်းကောင်စီဟာလမ်းခရီးမှာအမြင့်မီတာ989မီတာမီတာထောင်နီးပါးရှိတဲ့တောင်ညိုတောင်ကိုဖြတ်ရမှာဖြစ်ပါတယ် တောင်ညိုတောင်ဆိုတာမြေနေထရနားလန်ကုန်းလို့ပဲပြောရမှာဖြစ်ပါတယ်။နားလေတောင်လန်ကြနိုင်တဲ့အနေအထားမျိုးရှိပါတယ်။သို့တော့ဆက်ပြီးတော့ကျွန်တော်တို့မပေါ်ဆရမှာကဘာလဲဆိုတော့စစ်တပ်ဟာစီမံချက်ကို အခုနောက်ပိုင်းအကောင့်ထဲပေါ်လာတဲ့နေရာမှာလူစစ်တွေကိုမရရအောင်တွန်းအားပေးပြီးတော့အကောင့်ထဲပေါ်လာနိုင်တာကိုတွေ့ရပါတယ်။ဒါကတော့စစ်တပ်ရဲ့ အခုနောက်ပိုင်းသတိထားရမယ့်အနေအထားမျိုးတွေဖြစ်ပါတယ်။မထင်မှတ်တဲ့လမ်းတွေကနေပဲဖောက်ဖောက်ပြီးတော့ရောက်လာတာတွေရှိပါတယ်။ကျွန်တော်တို့တကယ်တကယ်ချစ်ခဲ့တဲ့နောင်ချိုးကနေကြောက်မဲကိုတက်လာခဲ့တဲ့ဂုံတွင်းရိုးကိုတက်လာခဲ့တဲ့လမ်းဟာသူတို့တွေလားလံကုန်းလို့နေရာမျိုးတွေကိုခက်ခက်ခက်ခဲနဲ့ကြော်ပြီးတက်လာတဲ့အနေအထားမျိုးတွေရှိပါတယ်။အခုလမ်းကလည်းလမ်းကြောင်းကောင်းကောင်းစစ်သမားကောင်းကောင်းနေတာရှိမယ်ဆိုရင် စစ်ကောင်စီဟာခဲခဲရင်းရင်းနဲ့တော့ရောက်လာနိုင်ရည်ရှိပါတယ်။အဓိကအားကိုးရမှာတော့မိုင်းနဲ့ထောင်ချောက်ပဲဖြစ်ပါတယ်။မဝေတိုင်းဗရန်တန်ရဲ့နိုင်ငံစစ်တေသကိုတော့ချမ်းဖက်တာဟာအင်အားထက်မှန်ဖြစ်တင်ရမယ်အစီအမံတွေရှိနေပါသေးတယ်။နိုင်ငံလားဟောင်းဗစီလမ်းမင်းတစ်လျှောက်မှာစက်တင်ဘာကနေအောက်တိုဘာထိနှစ်လတာကာလအတွင်းအကြမ်းဖက်တာတာနှစ်သားစဉ်ကျော်လက်ရဖမ်းဆီးရရှိခဲ့တယ်လို့ဒေသခံတော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်လာခဲ့ပါတယ်။ အစိုးရဖမ်းဆီးရမိသူတွေဟာလူသစ်စုတပ်သားတွေဖြစ်ပြီးလက်နက်ငယ်၄လက်နဲ့ခရယာမုံကြီးအချို့ရရှိခဲ့ပါတယ်။ကာဝေးတပ်မတွေဘက်ကလည်းအဖိကရဲ့အဖိတ်စင်ရှိခဲ့တယ်လို့တပေါင်းနဲ့ထုတ်ပြန်လာတာကိုတွေ့ရပါတယ်။နိုင်ငံဖြူအောင်အမ်ဘရန်လောင်းနဲ့လမ်းစစ်လမ်းမိုက်မှာပြီးခဲ့တဲ့အော်တိုဘာလအတွင်းမှာထိတွေ့တိုက်ပွဲဟာအပြင်းထန်ဆုံးဖြစ်ပွားခဲ့တာပါ။နိုင်ငံပြူဟာစကိုင်းကြီးတစ်ခုလုံးကြားလို့နီနီဖြစ်ခဲ့ပေမဲ့အဓိကတာဝန်ရှိဆုံးဖြစ်တဲ့အမတ်ဆက်ခွန်စစ်စင်ရေးကိုကဲမှုဌာနချုပ် စစ်စီကိုကဲမူကြော်စွာလင်းကတော့မှော်ပြီးအမျိုးသမီးဘိုတင်နာအကြောင်းကြီးဖြစ်သွားလိုက်ပါသေးတယ်။ကရင်ပြည်နယ်ဒါမှမဟုတ်ရှမ်းမြောက်တနင်္လာကနေလာခဲ့တဲ့အမှန်55ချင်းလင်တမဌာနချုပ်ရဲ့ဒုတိယတမမှုမျိုးမြင့်ဦးကိုစစ်စီကိုကဲမူခတ်ပြီးရခိုင်စစ်မြေလာအဆက်ကိုရောက်ရှိလာတာတွေ့ရပါတယ်။တောင်ခမ်းမသည်တီဘောသို့မဟုတ်ဒေါနာတောင်ကျောပေါ်မှာလက်နဲ့ကြီးနဲ့လေချောင်းပစ်ကူယူပြီးခရီးရှည်ချီတက်ထိုးပေါက်ခဲ့တဲ့လမ်းလျှောက်တိုက်စစ်ကို ဥဆောင်ခဲ့သူကိုအစားထိုးလိုက်တာဖြစ်ပါတယ်စစ်စေးကိုကဲမှုအတိတ်ခံပြီး တွင်းစစ်လောင်းလိုက်တဲ့အနေအထားဖြစ်ပါတယ်စစ်စေးကိုကဲမှုရဲ့စေယုံကျောက်ကနေရရှိထားတဲ့အမိတ်ဟာနတ်ရေကန်လေးသားနဲ့ဗရန်တန်ရဲ့ဆက်သွယ်ရေးလမ်းကြောင်းကိုပြန်လည်ထိန်းချုပ်ပြီးအံယိုးမှဆိုခြေစစ်စင်ရဖြစ်ပါတယ်နတ်ရီကန်နဲ့လမ်းတိလမ်းဟောင်းကြားမှာနေအလဲလဲအကွဲအကွဲဖြစ်နေပါတယ်ဆိုမှနတ်ရီကန်ရဲ့ရှေ့ကိုဆက်တက်ရမယ်ဆိုရင်တော့ကမြင်းကန်ကနေစုပ်ပြေးလာခဲ့တဲ့ ပရန်ဆရာဘွဲ့အမိခံဗျူဟာမှုနောက်ကိုလိုက်ရဖို့သာရှိနေပါတယ်။နောက်ဆုံးအချိန်လေးညနိုင်ရီကစကားမှုတော့ဒီပုံတိုင်းဆိုရင်တက်ဖက်တာဟာယခုနှစ်ကုန်ဒီအထိအ ਨੇ ဆုံးထပ်ပြီးထိမ့်ချုပ်ထားနိုင်မဲ့အခြေအနေရှိနေပါသေးတယ်။တရားမွန်ရွေးကောက်ပွဲကာလနဲ့နီလာလေးလေးစစ်ရေးအချိန်မြင့်လာနိုင်မဲ့အနေမျိုးကတော့မင်းလုံးမျိုးနဲ့ဖြစ်လာပါလိမ့်မယ်။အကြမ်းဖက်တာသိပါတယ်သူတို့စီမံနေတာကြားလို့ထင်ပြရခြင်းဖြစ်ပါတယ် ဗရတ်တဲ့ကတက်တွေကိုဆွဲထုတ်ရမလား။ညောင်ကျိုးဘက်ကတက်တွေကိုဆွဲထုတ်ရမလားဆိုပြီးအလဲပိုင်းတိုင်းစစ်တာနာချုပ်စစ်တိုင်းမှုဟာခြေတုံချတုံဖြစ်နေတော့ပြီလို့ခံမှန်းရပါတယ်။ကရင်နေပြည်နယ်မြို့တော်လိုက်ကွယ်ရဲ့အထက်လိုင်လင်းလေးဒေသမှာတော့ထိတွေ့တိုက်ပွဲဖြစ်ပေါ်ခဲ့ပါတယ်။လိုင်လင်းလေးရဲ့စစ်တောင်ပဲလင်ဖုံကြီးဝေးကျင်မှာဖြစ်ပါတယ်။လင်ဖုံကြီးကလည်းရှေ့ဆက်တိုးနားပေါက်ဖောက်နိုင်ရန်ကြိုးစားလာပေမဲ့ကရင်နေပူပေါင်းတပ်တွေရဲ့ဟန်းစစ်ဆင်မှုကြောင့်အထိနာရပ်တန့်သွားရပြီဖြစ်ပါတယ်။ လိုက်လင်းလေးနေမြေကန်တက်အမှတ်930ချင်းမြန်တိုင်ရင်ကတော့ T ဆဲကရရာဝင်းကျင်ပါတယ်ရှစ်ရောက်မက်ဆီကြိုက်သွားပါတယ်အကြမဲ့တာရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်ဘက်ကဆင်းလာတဲ့စစ်ကြောင်းနဲ့ပေါင်းမိထားတယ်ဆိုပေမဲ့ပူပေါင်းတပ်တွေရဲ့စနိုက်ပါပစ်ခတ်မှုထိန်းချုပ်မှုအောက်ကနေရှေ့တုံးမရနောက်ဆုံးမရတပ်ကွင်းထဲမှာပိတ်မိသွားတဲ့အခိုက်အတန့်ဖြစ်နေတယ်လို့သုံးသပ်ရပါတယ် ကင်းဒီနယ်မြောက်ဝင်းမြို့မှာတော့ပြီးခဲ့တဲ့အောက်တိုဘာလကုန်ရက်ပိုင်းထိ 6G ကော်ဒေတာမှာမြေပြင်ထိတွေ့မှုတွေရှိနေသေးတာဖြစ်ပါတယ်။အမှန်တကယ်နေအချိန်လင်တမဌာနဥဆောင်တဲ့စစ်ကြောင်းတွေဟာ KK ပတ်ကိုလမ်းကြုံရိုက်ကူးပြီးသွားပြီဆိုပေမဲ့ခြေစစ်စစ်ကြောင်းတွေဟာရက်တံမသွားသေးတာကိုတွေ့ရပါတယ်။ဖလူဇာကနဲ့မင်းလက်ပံဒေတာဘက်ကိုဥတီနေတာတွေ့ရပြီးအောက်တိုဘာလ31ရက်နေ့မှာတော့ပူပေါင်းတပ်တွေရဲ့စောင့်ကြိုတိုက်ခိုက်မှုကြောင့်အထိနာထားခဲ့ရပါတယ်။ အဆိုပါဖြစ်စဉ်မှာကမာဝက်ခြေဆိုင်အမှန်နဲ့ရဖို့ချင်းချံတိုင်ရဲ့ဆစ်ကြောင်းဖြစ်ပြီးအလောင်းလက်နဲ့ထားခဲ့ရတာပြန်လဲဆုတ်ခွာသွားခဲ့ရပါတယ်ကျေတဲ့ဂုံဒီမှာဖြစ်ခဲ့တဲ့၎င်းတိုက်ပွဲမှာတော့လက်နက်ငယ်အပါဝင်ခေယံပုံဒီအများကြီးသိမ်းဆဲရရှိခဲ့ပါဒေါနာတောင်ကျော်ကနေတက်လာတဲ့ဘဲချီတောင်တတ်မှတတ်မှ20ကတော့နီးပြူဟာတုံးခုနဲ့တတ်မှတမလုံးရဲ့ဆစ်ထွက်အင်အား1000ဝန်းကျင်အသုံးပြုလာတာကိုလည်းတွေ့ရပါဗျာ မြဝီမျိုးကုံသွယ်အေးဆုံးတဝိုက်မှာတော့တန်ဆင်းလုပ်နေကြပါတယ်။မြဝီအာရှလန်ပြန်ဖွဲ့နိုင်မှုပြင်ဆင်နေတယ်ဆိုပေမဲ့ဂိတ်ကြီးကောက်မဲ့အဖွဲ့တွေကတော့နေရာယူပြီးအသင်းလန်ဒါကြခိုင်လုပ်တဲ့အဖွဲ့တွေကတော့ဆောင်ရွက်ဆဲတာရှိနေပါသေးတယ်။ကချင်ပြည်နယ်ဝင်းကြီးမျိုးနဲ့ဝင်းကျင်တဝိုက်မှာတော့တခခုထူးခြားလာနိုင်ပါတယ်။နေရောညပါစစ်လေရင်တွေနဲ့ကင်းထောက်ပြန်တမ်းမှုတွေမကြာခဏလှုပ်လာတာကိုတွေ့ရပါတယ်။ တရားဝင်ရွေးကောက်ပွဲပထမအရင်နဲ့ဒုတိယအရင်မှာမွန်ကြီးမိုးကောင်မြို့နယ်တွေမှာပြုလုပ်ဖို့နီးကပ်လာခြင်းစီရေးတင်းမာလာမဲ့အနေအထားမျိုးတွေ့လာခြင်းဖြစ်ပါတယ်။တမအရှင်ကိုလေကြောင်းတိုက်ခိုက်မှုရှိခဲ့ပေမဲ့လည်းမြေပြင်စီရေးရွှေ့ပြောင်းမှုတွေတော့တိတိတသာပြုလုပ်လာတာမျိုးတော့မရှိသေးဘူးဖြစ်ပါတယ်။သို့တော့အမှတ်ကိုရလေအများဆက်စည်ကူကဲမှုဌာနချုပ်ကလက်နက်ကြီးတွေပြင်ဆင်ထားတယ်ဆိုတာထက်မပိုသေးပါဘူး။ ထူးခြားချက်တစ်ခုအနေနဲ့ကတော့မွန်ကြီးမိုးကောင်းနယ်မြေမှာစည်ရေးတင်းမာမှုတွေရှိလာခဲ့ရင်ကချင်ပြည်နယ်တဝမ်းတိုက်ပွဲတွေအချိန်မြင့်လာတတ်သလိုတိုက်ပွဲတွေအချိန်ရပ်တန့်သွားတာမျိုးလည်းရှိလေရှိပါတယ်။မြို့ပေါ်နေရာတွေမှာတော့ရှမ်းပြည်ဒေသခံတွေအားကောင်းတာမို့တိုက်ပွဲကြီးကြီးမားမားရှိလေဖြစ်တာမရှိတာကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ KIA ကချင်းလုံးမြောက်ရေးတပ်မတော်ဘက်ကတော့ခေါလံကူးပြုတ်နေတဲ့ကငွေကြလာ နန်ချင်းအပါဝင်စစ်ခြေဆိုင်စခန်းလေးခုကိုလက်လွတ်ရအပြီးမှာတော့တိုက်ပွဲနဲ့ဓာတ်ရိုက်တက်ဆိုင်ခြင်းမရှိတဲ့နောက်တန်းဌာနချုပ်နယ်မြေတွေကိုနေချောင်းတက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ကတိမီနယ်မြောက်ပြားရေခဲတောင်ဒေသတွေမှာပါစည်ရည်တင်းမာလာတဲ့အတွက်ပူတာဟိုခြေဆိုင်အမှတ်46ခြေလင်တိုင်ရင်ကိုလည်းအင်အားဖြည့်တင်းမှုတွေပြုလုပ်နေတယ်ဖြစ်ပါတယ်။စကိုင်းတိုင်းစကိုင်းမြို့ဝင်းကျင်ဟာတော့တော်လိုင်းအင်အားစုတွေအားကောင်းနေနေတာဖြစ်ပါတယ်။ ဆလောင်နေမြေဘက်ကိုထွက်လာတယ်စစ်ကြောင်းတစ်ခုကိုကြားပြတိုက်ခိုက်ထားနိုင်တာရှိပါတယ်အမှတ်33ခြေလီတက်မှဌာနချုပ်ရဲ့ခြေတန်းပြန်လောက်ခံတိုက်ရင်းတွေကအစောဆုံးပြန်ဝင်လာတဲ့ပဋိပင်းကြီးခြေဆိုင်အမှတ်လေးခြေလီတိုက်ရင်းရဲ့စစ်ကြောင်းတွေကိုပဲဒေသခံကာဝေးတပ်တွေကတိုက်ခိုက်ထားနိုင်ခဲ့တာကိုတွေ့ရပါတယ်ဖားကကပြန်လာတယ်တက်မှ33ရဲ့စစ်ကြောင်းတွေအနာကြကြမရလိုက်ဘူးလို့ပဲပြောရမှာပါ ဆိုလိုတဲ့သဘောကတော့ဝက်ဘလူးမျိုးမင်းတွေဟာတက်မ33ကိုကြောက်စိမ့်ပြီမှာသွားပြီးအနားယူနေတာလို့ပဲတက်မထားပုံရပါတယ်တက်မ33ရဲ့လက်အောက်ခံတာစစ်ကြောင်းတွေကတော့စကိုင်းရွှေဘူအရာတော့နေမြေကြောမှာပဲအေးပြက်နှစ်ချေးထွက်မဲ့ဇလန်းဆာကိုမြင်လာရပြီဖြစ်ပါတယ်ချောင်းမျိုးနဲ့ငရှာဒေသမှာတော့ထိတွေ့တိုက်ပွဲဖြစ်ပွားနေခဲ့ပါတယ်ချစ်ပြီဆိုတာနဲ့စစ်တပ်ဟာအထိနာပြီလို့ယူဆရပါတ တိုက်ပွဲနဲ့လာလာများတက်ဆိုင်ခြင်းမရှိတဲ့ငလုံးတင်ကျွော်ကိုချောင်းမျိုးပေါ်မှာတက်ဆွဲအခြေချထားတဲ့လက်နက်ကြီးစကန်းကနေအကြောင်းမဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ဒေသခံ၅ဦးသေဆုံးခဲ့ရပြီးနေအိမ်ဆယ်လုံးကျော်မိလောင်ပျက်စီးမှုတွေရှိခဲ့ရပါတယ်။မော်လိုက်မြို့နယ်ပလူဇဝပြည်သူ့စစ်စခန်းကိုဒေသခံအင်အားစုတွေဖိတ်ဆို့တိုက်ခိုက်မှုတွေပြုလုပ်ထားနိုင်တာရှိပါတယ်။ကလေးတို့တောင်ပိုင်းကနေဆင်းလာတဲ့စစ်ကြောင်းတွေကတော့နတ်ချောင်းချောင်းဝဆတဲ့ရွာတွေကိုဖြတ်ကျော်လာခဲ့တာကိုတွေ့ရပါတယ်။ ဟာဟာလေးကြီးကဟိုမိချိုပြည့်စည်ပြီးအနောက်ဘက်ဝေဘူလာရသေးတောင်ပဲဖြစ်ရောက်ရှိလာနေပါတယ်။ဖလန်းညွန်ရဲ့အတွင်းကိုဥတည်နေတယ်လို့ဆိုရပေမဲ့စိုက်စစ်အတွက်မဟုတ်နိုင်သေးဘူးလို့ယူဆရပါတယ်။ရောင်ပြစစ်ကြောင်းတွေတောက်လျှောက်လှုပ်ရှားနေပြီးအ धिक တိုက်စစ်စင်မဲ့စစ်ကြောင်းကိုတက်ဖြောက်ထားတာဖြစ်နိုင်မှာ။ဂျန်နီယောဘက်ကနေတက်လာတဲ့စစ်ကြောင်းကတော့ခုံတို့မြို့သားရွာတွေကိုဝေရောက်လာနေတာရှိပါတယ်။ ၎င်းစကြောကတော့တောင်စီမြောက်စီစတဲ့ကြီးရွာတွေဘက်ကိုဥတည်နိုင်ခြင်းရှိတယ်လို့နှတ်ကြောင်းပေးနေတာကိုလည်းတွေ့ရပါမန္တလေးတိုင်းဒီဦးလေးတန်းရဲ့အတွင်းကနေစင်နာ35စီအင်အား850ကဟာမန္တလေးတန်းရဲ့အတွင်းတို့ပြန်ပြီးဆင်းလာတာကိုတွေ့ရပါတယ်။နောင်ချူကြောင်မဲတီဘောစင်မြနာပြင်ကအဖွဲ့တွေလို့ဒေသခံတွေကယူဆကြပါတယ်။တကယ်လားမန်ခဲ့ရင်တော့စဉ်းစားစရာဖြစ်နေပါသေးတယ်။ မိုးဟုတ်မိုးမိတ်နေပြည်တော်မှာအလုံးရင်းနဲ့တက်ပြမှုဆိုရင်အချမ်းဖက်တက်ဟာအင်အားတွေလိုအပ်နေသေးတာဖြစ်ပါဒါမှမဟုတ်ခုစစ်ကြောင်းတွေဟာမန်းလေးမြောက်ပိုင်းမရရသမိတ်ချင်းနယ်မြေကိုပဲအင်အားထပ်ပြီးတော့ဖြည့်တင်းချင်းမေးလားဆိုတာကတော့အစည်းအဝေးနေရာသေးတာဖြစ်ပါတယ်မရရမြို့နယ်မြောက်ချမ်းမှာတော့တန်ငါးကျောင်းထိအချမ်းဖက်တက်ရဲ့စစ်ကြောင်းတွေဟာရောက်ရှိလာသလိုအရှိချမ်းမှာဆိုရင်လဲဆယ်တော်ကြီးမိမိပြန်ပြီးထိတ်ထုတ်လာနိုင်တာကိုတွေ့ရပါတယ် စံလုံးကြီးပါနေသည့်ရောင်းရှိအခြေပြုထားတာဖြစ်တဲ့အတွက်လေကြောင်းရန်ကာဝေးတက်ကူတာပြန်ပြီးခြေချနိုင်ပြီဆိုတာနဲ့မရရာတမျိုးနယ်လုံးကိုပြန်လည်ထိ ंछ ုံနိုင်ပြီဆိုပြီးဝါရဖြန့်ချီလာပါလိမ့်မယ်။ရခိုင်ပြည်နယ်အကြောက်ပြုစစ်နေတာပြင်မှာတော့ချမ်းဖက်တာဟာတရားမဝင်ရွေးကောက်ပွဲလုပ်ပြနိုင်တယ်ဆိုတဲ့ဝါရဖြန့်မှုအတွက်မှတ်တမ်းပြရုပ်ရရှိရေးကိုသာအာယုံစိုက်ထားတာကိုတွေ့ရပါတယ်။ ကြည့်ရင်အားသုံးစလုံးအားကုန်တုံထားပြီးမြို့တစ်ခုလုံးနဲ့ဝင်းကျင်ချုပ်ဆက်ကိုစိုးမိုးထားနိုင်ပြီဆိုပေမဲ့မြို့နယ်တစ်ခုလုံးကိုအပြည့်အဝထိန်းချုပ်နိုင်မှုကတော့နေရာတော်တော်များများကြံရှိနေပါသေးတယ်။ကြောက်ပြူမြို့နယ်ကသာစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်30 20စစ်စီနှောင်းပိုင်းကာလမှာအာရခရဲ့တိုက်စစ်ကိုယာယီအားဖြင့်တုံ့ပြန်နိုင်လိုက်တဲ့စစ်နယ်မြေတစ်ခုဖြစ်သွားနိုင်ပါတယ်။ ရခိုင်တောင်ပိုင်းမှာအကြောက်ပြူနဲ့မန်အောင်နှမျိုးနယ်ကအကြဖက်တာဖိတ်ချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။အမတ်ဆက်ရှိရေရရှင်သာစကားတစ်ခုသာမန်အောင်ကျွန်းမှာအခြေဆိုင်စကားရှိတယ်ဆိုပေမဲ့ကျွန်းလုံးကျုံကြီးအဖွဲ့တွေကတော့စစ်ကြောင်းတစ်ကြောင်းထက်မနေရှိနေတာပါ။မန်အောင်ဟာကျွန်းမြို့နယ်တစ်ခုဖြစ်နေတဲ့တစ်ချက်ဟာသတိပြုစရာဖြစ်ပါတယ်။ကိုချင်းတို့ဟာအာရခဒေတာကိုကြီးကျောင်းရေကျောင်းတွေနဲ့ပိတ်ဆို့ထားနိုင်တယ်ဆိုပေမဲ့ပင်လယ်ပြင်ထပ်ပေါက် ဝင်ပေါက်တွေကိုတော့ဂျာနှုံးမြစ်တားမြစ်နိုင်ခြင်းမရှိသေးဘူးဖြစ်ပါတယ်။မအောင်ကျောင်းဟာကိုချေတို့ကြီးမပေါဘူးဆိုတဲ့အတွက်အမားကန်နဲ့ညီလို့တွတ်ဆထားခဲ့တာ။သို့တော်ယခုတရားမဝင်ရွေးကောက်ပွဲမှာလည်းအာရခတန်အနေနဲ့သုံးတရားတုတ်ပြန်ထားခြင်းမရှိပါဘူး။အရခတဟာစူခဲစီညဲစီဆိုတဲ့အတိုင်းရှိပါတယ် စစ်ကောင်စီရဲ့တရားမဝင်ရွေးကောက်ပွဲကို၎င်းတို့ရဲ့ထိတ်ထုတ်နယ်မြေတွေအတွင်းမှာကျင်းပခွင့်မပေးဘူးလို့ကြွေးကြော်ထားတာဖြစ်ပါတယ်။ယခုနောက်ဆုံးအချိန်မှာလည်းအကြမ်းဖက်တပ်ဟာကြောက်ဖြူစစ်တွေမှန်အောင်သုံးမြို့နယ်သာရွေးကောက်ပွဲလုပ်ဆရာရှိတာမို့ဒုတိယရွေးကောက်ပွဲကိုရခိုင်ပြည်မှာခြံလှမ်းထားခဲ့ရပြီဖြစ်ပါတယ်။အဲကြောက်ဖြူတန်ရွဲနဲ့ခွမြို့နယ်တွေကိုတော့ဆေးအုပ်ချုပ်ရေးထုတ်ပြန်ထားရသေးတာဖြစ်ပြီးတတိယအချိန်မှာရော လုံနိုင်ပါလား။ မောင်ကျွတော့ပထမရေးရွေးကောက်ပွဲပြီးဆုံးတဲ့ကာလကိုရောက်ရှိသွားမယ်ဆိုပါကစီးရတမျိုးတစ်ဖုံအရေးပါလာတဲ့စစ်ဒေတာတစ်ခုဖြစ်လာနိုင်တယ်လို့သုံးသပ်ရပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာစလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်စိုက်ပွဲကြီးအောင်ပွဲကြီး